ရခိုင်ပြည်နယ်ကမြို့နယ်တချို့မှာရခိုင်အချုပ်အခြာကြာဆုံးတဲ့နေ့အဖြစ်ကွဲလက်နေတဲ့တမတ်ချက်နေ့ရက်တွေကိုညှိနှိုင်းကြဖို့ရခိုင်သမိုင်းသူတွေဒီနယ်တက်ကြွလို့ရှာသူတွေကတိုက်တွန်းနေပါတယ်ကိုအောင်ပေးပို့ထားပါတယ်ရှင်ရခိုင်ချုပ်ချာအာနာကြာဆုံးတဲ့နေ့အဖြစ်ဒီဇင်ဘာ31ရက်ကိုအများဆုံးကျင်းပကြပေမဲ့ကောစာတက်ကရင်နဲ့တတ်မှတ်ပြီးပြာသူလောက်ွယ်နေ့ကိုတတ်မှတ်ကျင်းပတာတွေကလည်းရှိနေတဲ့အတွက်တရက်သေးတညီတညာတဲ့ကျင်းပနိုင်မှုညှိနှိုင်းမှုလိုကြောင်းဟောပြောကြတာပါ မြောက်ဦးနန်းတော်ကြာဆုံးတဲ့နေ့ရခိုင်ရှင်ဘရင်ကြာဆုံးတဲ့နေ့စသဖြင့်ရက်သတ်မှတ်မှုမှာကွဲလွဲချက်တွေကလည်းရှိနေပါတယ်။အဲ့တော့ကျွန်တော်မရောရာပရိုပိုးဆိုတော့ဒီဒီဇင်ဘာ30တိုက်ကိုလည်းမမေ့တော့ပါဘူး။ကျွန်တော်အမြင်ရဆိုဒီဇင်ဘာ31ကိုလည်းမမေ့သင့်ပါဘူး။ဒီဇင်ဘာ31ရက်ကျေးဇူးကြောင့်ပဲဒီလိုအခမ်းအနားတွေလုပ်နိုင်တာပါ။လာရရက်တွေဘလို့ပဲရှုပ်ထွေးနေနေပြာသူလွယ်ဖြစ်ဖြစ်ဒီဇင်ဘာ31ဖြစ်ဖြစ်နေ့တနေ့ကိုပညာရှင်တွေနဲ့ညှိနှိုင်းပြီးဆုံးဖြတ်တင်ပါတယ် 2010မတိုင်ခင်ကတော့ရခိုင်ချုပ်ချာအာဏာကျဆင်းခြင်းအထိမ့်မှတ်နေ့အဖြစ်ဒီလိုအောင်းမေပွဲအခမ်းအနားတွေကိုနေဆက်ဒေသတွေမှာတော်လှန်ရေးအင်အားစုတွေကပဲစိတ်သက်မြင့်တင်တဲ့အနေနဲ့ကျင်းပခဲ့ကြတာပါရခိုင်ရှင်ပြည်ဘာမှရခိုင်ပြည်ရခိုင်နိုင်ငံချုပ်ချာအာဏာဟိနေရအတွက်ကြောင့်ရင်းနှီးခံရခိုင်ရှင်ပြည်မှာရခိုင်ပြည်ရဲ့အချုပ်ချာအာဏာရှိနေတဲ့အတွက်အဲ့ဒီနေ့မှမှအချုပ်ချာအာဏာကျတယ်လို့ပြောရမယ်1146ပြာသူလောက်ဝင်နေတာအချုပ်ချာအာဏာကျတဲ့နေ့အမှန်စင်စစ်ဖြစ်တယ် ဒီဇင်ဘာ31ရက်နေ့ကိုတတ်မှတ်လုတ်ကင်နေတဲ့လူတွေကိုလည်းရခိုင်လူစုစိတ်သက်တက်ကြွအောင်လုပ်ပေးတဲ့အတွက်ကျေးဇူးတော့တင်ပါတယ်။မမှန်တဲ့အတွက်ပြာလူလောက်ွယ်နေကိုကြောင်းတင်တယ်လို့ပြောလိုပါတယ်။ တက်ကရစ်1146ခုနှစ်ခရစ်တက်ကရစ်1484-85ခုနှစ်တွင်မှာအမရပူရဘရင်ဗဒုံမင်းတိုက်ခိုက်မှုကြောင့်မြောက်ဦးနန်းတော်ကြာဆုံးခဲ့ရပြီးအဲ့ဒီအချိန်ကစလို့ရခိုင်ပြည်မှာအချုပ်ချာအာဏာပျောက်ဆုံးခဲ့ရတာကိုရည်ရွယ်ပြီးအောက်မေ့ဘွယ်အခမ်းအနားဖြစ်ပြုလုပ်ကြတာပါပြည်တွင်းမှာတော့2010ပြည့်နှစ်ရောက်မှဒီအခမ်းအနားတွေကိုစတင်ကျင်းပခွင့်ရခဲ့ပါတယ်ကျွန်တော်ကိုအောင်ပါခင်ဗျာ